ခဏမနဲ့လို့ဖြားလိုက်တယ်ဆိုရင်နောက်မနဲ့ကိုပြမတွေ့တော့ဘူး။ဒါဒီအစိုးရလည်းထဲ့တယ်။ဆေးဘက်ကြီးအစိတ်သားလောက်လည်းထဲ့တယ်။အဲ့အရာကျွန်တော်ထဲ့ပြီးတော့ဒင်းငဆယ်ရဲ့နေဘူးလှမ်းပြစ်ချပြီးတော့မှအဲ့ဒါကိုအဝတ်နဲ့ဆစ်ပြီးတော့မှချင်းမြုံနဲ့ထည့်ဖြာပါလေ။အဲ့တော့လက်တွေ့အားဖြင့်တော့ဘာတွေတွေ့လို့ဆိုတော့ကျွန်တော် ပြဖို့ပေါ့ဗျဟုတ်ကဲ့ဟုတ်ပြဖို့ကြာနေတဲ့အချိန်မှာကျွန်တော်ဖြားရင်ဒါခဏမနဲ့လို့ဖြားလိုက်တယ်ဆိုရင်နောက်မနဲ့ကိုပြမတွေ့တော့ဘူးအဲ့တော့အဲ့ဒီဟာလေးကျွန်တော်လောကန်ဆောင်ရွက်လာတဲ့ဟာလေးတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာကောင်းပါအများကျေးဇူးတင်ပါတယ်အမှန်ကောင်းတဲ့နေပါเนาะကျွန်တော်ပြောတာလည်းတော့ပြည့်စုံနေတယ်။ဘာလို့ဆိုတော့စီးရွက်ကြီးเนาะစီးရွက်ကြီးဆိုတာလည်းလူလောင်မှမတည်တော့စီးရွက်ကြီးကိုရင်ကောင်းနေပါရဲ့မူးကန်လာ။အဲ့ပါတော့ဘုံ ဖြစ်အောင်စေတယ်တမာစေတမာပြင်ကိုတမာခောက်တဲ့ရွက်တွေပြင်အောင်စေးကြောင့်အဲစေးရွက်ကြီးပဲထည့်ပြလိုက်တော့ကျွန်တော်စေးရပို့ပြီးပြင်သွားတယ်ပေါ့နော်တချို့ကဘာလဲအပင်မှာနည်းနည်းဆွဲကပ်စေခြင်းအခါကျဘာထက်ခဲ့တယ်ဆိုတော့အရင်တော့ကတော့ရှူပါဆက်ပြတ်တာအပိုင်းလေးတွေဆင်းပြတ်ခဲ့တယ်ခုနောက်ပိုင်းတော့ဆက်ပြတ်ရည်ထွက်တယ်ဆိုတော့ဆက်ပြတ်ရည်လေးတစ်စုံလောက်ထည့်ပြီးဆက်ပြတ်ရည်ကဘာလဲကောင်တော့သွားတယ်ဆွဲကပ်တဲ့အားရှိဖြန်းလိုက်လို့ရှိရင်အပင်လေးရွက်တွေမှာသွားစေးရကြံနေခဲ့တာမျိုးလေးပေါ့နော် ဟိုကိုရွေးကျေးဇူးတင်ပါတယ်တရားတောင်းတဲ့လိုက်လို့လွယ်လို့နေပါเนาะတမာစီလည်းပါတယ်ခေါင်လည်းပါတယ်ရွက်လည်းပါတယ်စီရွက်ကြည့်လည်းပါတယ်เนาะကျွန်တော်လည်းခုလာကြီးတစ်ခုဟုတ်ကဲ့ကျွန်တော်ကတော့ဆေးရွက်ကြီးနဲ့ကျွန်တော်ကလိုတော့ဘာမှမလုပ်ပါဘူးဆေးရွက်ကြီးကျွန်တော်ကကွန်ကတော့ဆေးအယိုးနဲ့ပြန်ကြတော့ကြောင်ငရုတ်ပြီးနဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ရပါလို့သာခရမ်းပိုးကတော့သူကတတော့မှကမကြတော့ဟုတ်ကဲ့မြန် ဘယ်လိုလုပ်တာလဲဗျအဲ့အရာကိုကျွန်တော်လည်းခုနကလိုပဲစိတ်ထားဆေးရွက်ကြီးရေငရုတ်ကြီးကြတော့ကျွန်တော်ကပြုတ်လိုက်ဟုတ်ကဲ့ငရုတ်ကြီးစိတ်နေကျွန်တော်ငရုတ်စိုက်တာဆိုတော့ပြုတ်လိုက်တော့အဲ့ဒီငရုတ်ရည်နဲ့ဆေးရွက်ကြီးနဲ့စိတ်ထားစိတ်ထားပြီးတော့ခရမ်းမင်းကကျွန်တော်တို့ဒီအခုဆေးရရင်ခင်ခုနှစ်ရက်တပတ်ခင်အပြီးရဲ့ပို့မလွတ်ဘူးမလွတ်ဟုတ်ကဲ့ကျွန်တော်ဆေးဖြန်းနေတာအဲ့အရာကဘယ်တော့မှကိုမကြတော့ဟုတ်ကဲ့များဟုတ်ကဲ့ ေစုတင်ပါလေနော်အဲ့ဒါဗာလဲဆိုတော့ကျွန်တော်တို့ကလေကျွန်တော်တို့ကလေလောကခံရမှာတိနေပြီပဲနော်ဥပစ္စည်းရတယ်ဥဘေးနာမှာလည်းရှိနေပြီပဲအဲ့တော့ဓာတုစေးတွေကောင်းမှန်းတဲ့တော့သိတယ်ဓာတုစေးကကောင်းပေမဲ့လည်းဆိုသူ့ရဲ့ဆိုးကျိုးတွေရတယ်ရှိတယ်ဟိုကျွန်တော်ရောက်ခဲ့တဲ့ရွာတရွာမှာဆိုဘယ်လောက်ထိပြောလဲဆိုရင်လေကျွန်တော်တို့ဓာတုပုဒ်သက်စေးတွေကိုအကြည့်မင်းနဲ့လျှော့လာပြီတဲ့ဘာလို့လျှော့ရလဲဆိုတော့ သူတို့ရွာမှာအရင်ကမကြဘူးတဲ့ကင်ဆာယောဂါတရွာလုံးမှာ၁၄၅ရောက်လောက်ဖြစ်လာပြီပေါ့နော်ဒါသည်ဘယ်ရဖြစ်တယ်လဲပိုးသက်စေဓာတုစေတွေအလုံးကြောင့်သုံးဆွဲလို့ဖြစ်လာတာပေါ့နော်အဲ့တော့ခုကျွန်တော်ပြောတယ်ဟိုကိုရွနှစ်ယောက်ဆွေးနွေးလိုက်တဲ့စီနီးရအင်မတန်ကောင်းတဲ့နေတယ်ပဲနော်တမားရဲ့ဆေးရွက်ကြီးရဲ့ငေးဥသီးရဲ့နော်အပင်ဒီပိုးကောင်တွေကိုနိုင်တာပေါ့နော်အားဒီသုံးပေးပါနော်